နေအလူရှင်ရာနေတကွဓမ္မမိတ်ဆွေများအားအနုမောဒနာတရားအနေဖြင့်လောကကြီးအားကမ်းနေတယ်ဆိုတဲ့တရားကောင်းစဉ်နဲ့ဟောကြားပေးမှာဖြစ်တယ်လောကကြီးဟာကမ်းနေတယ်ဒါကမြတ်စွာဘုရားကိုယ်တိုင် မိမ့်မာခဲ့တဲ့ဇကားဖြစ်တယ်။ဘုရားကဘလို့မိမ့်တယ်လဲဆိုတော့အန်ဒီဘူတော်အယံလောကောအယံလောကောဒီလောကကြီးဟာအန်ဒီဘူတော်တန်းနေတယ်ဒီလောကကြီးဟာကန်းနေတယ်တတ္တဝါတွေဟာအသိပညာ ရှိတဲ့သူနဲ့အသိပညာမရှိတဲ့သူမှာအသိပညာမရှိတဲ့သူ ပိုများတယ်လို့ဆိုလိုတယ်မျိုးလုံးနှလုံးပါကြပြီမဲ့ဉာဏ်ပညာတွေကင်းမဲ့နေကြတယ်ဒါကြောင့်မြတ်စွာဘုရားကအန်ဒီဘူတော်အယံလောကဒီလောကကြီးရာကန်းနေတယ်လို့ဘုရားပြောတာ အဲ့လိုဉာဏ်ပညာတွေကန်းနေတဲ့အတွက်ကြောင့်တဏှာလို့ခေါ်တယ်တမတ်မှုလောဘတွေဖြစ်တယ်ငာငာငာနဲ့ထောင်လွှားနေတဲ့မယ်မာနတွေဖြစ်တယ်နောက်ဒိဋ္ဌိတတ္တဝါတွေဟာဘုရားသခင်ကသို့မဟုတ်တကူရှင်ကဖန်ဆင်းထားတယ်ဒါမှမဟုတ်သူ့အလိုလိုဖြစ်နေကြတယ်လို့ အယူမှားမှုတွေဖြစ်လာတယ်အဲ့ဒါဟာဉာဏ်ပညာကင်းလို့ပဲဉာဏ်ပညာကင်းတော့တဏှာလည်းဖြစ်တယ်မာနလည်းဖြစ်တယ်ဒိဋ္ဌိလည်းဖြစ်တယ်ပေါ့လောကကြီးကကင်းတယ်ဘလို့ကင်းတယ်လဲဆိုတော့တတဝရရဲ့တန်တမ်းမှာမောဟလို့ခေါ်တဲ့ အမှန်တရားကိုမသိအောင်ဖုံးကွယ်ထားတဲ့သဘောတရားတစ်ခုရှိတယ်။အဲ့ဒီမောဟကြောင့်တတ္တဝါတွေဟာအမှန်ကိုမမြင်ဘူး။အမှန်ကိုမမြင်တဲ့အတွက်ကြောင့်ကာယကံနဲ့အကုသိုလ်တွေလုံးကြတယ်၊ဝစီကံနဲ့အကုသိုလ်တွေလုံးကြတယ်၊မနောကံနဲ့အကုသိုလ်တွေလုံးကြတယ်ပေါ့။အမှန်ကိုမမြင်လို့အမှန်ကိုမသိလို့။ဟုတ်။အဲ့တော့ဘလို့မသိတာလဲဆိုတော့ အကောင်းနဲ့ဆိုးကိုလည်းခွဲခြားမသိဘူးဘယ်ဟာကကုသိုလ်ဘယ်ဟာကအကုသိုလ်အခြေခံဖြစ်တဲ့ကုသိုလ်အကုသိုလ်တောင်မှ ခွဲခြားမသိကြအောင်တတ်တော်လေးဟာဖယားပွင့်လို့တာဖယားဟောလို့တာသိတာဒီလိုလို့ရင်ကုသိုလ်နော်ဒီလိုလို့ရင်အကုသိုလ်နော်ဆိုတာဖယားဟောမှသိကြတာ အခြေခံဖြစ်တဲ့ကုသိုလ်အကုသိုလ်တော့မကွဲဘူးတခြားဘာသာမပြောနဲ့မုဒ္ဒဘာသာလို့အမိခံထားတဲ့မြန်မာလူမျိုးတွေတောင်မှတချို့တချို့သောပုဂ္ဂိုလ်တွေမုဒ္ဒဘာသာ အမိခံထားပြီမဲ့ကွဲကွဲပြားပြားမသိဘူးအကုသိုလ်ကိုကုသိုလ်ထင်နေတယ်ကုသိုလ်ကိုအကုသိုလ်ထင်နေတယ်မကောင်းတာတွေပြောမကောင်းတာတွေလုပ်ပြီးတော့ဂုံယူနေတာမျိုးရှိတယ်ယနေ့ခေတ်ဆိုရင်ဒေါသတွေအကြီးတယ် အစဲတန်တဲ့ခစ်လို့တော့ပြောရမယ်ထင်တယ်ဆဲကြတယ်နော် online မှာဆိုရင်ပူတော့ဆိုသေးတယ်သူကလည်းကိုမသိကိုလည်းသူမသိဆဲကြဝစီဒုစရိုက်ကြီးကိုအာရပါရလွန်ကျူးကြတယ်ပြီးရင်ဂုံယူနေကြတယ်နော်ဒီလိုဆဲတာဒီဝစီဒုစရိုက်မြောက်တယ်နှုတ်ကနေဆဲမှမဟုတ်ဘူးစာနဲ့ရေးပြီးတော့ဆဲတာလဲဆဲတာပဲ ကာယပယောဂဝစီပယောဂလို့နှမျိုးရှိတယ်နှုတ်နဲ့ဆဲရင်ဝစီပယောဂလို့ခေါ်တယ်ကိုယ်အမူအရာနဲ့ဆဲတယ်သူ့မဟုတ်စာရေးပြီးတော့ဆဲတယ်ဆိုရင်ကာယပယောဂလို့ခေါ်တယ်လေအဲ့တော့ online ဟာဝစီဒုစရိုက်ကိုအာရပါရလွန်ကျူးရာဌာနတစ်ခုဖြစ်နေတယ်ကောင်းတဲ့ကိစ္စမှာအသုံးမချကြဘဲနဲ့ ဒူစရိုင်းအလုတ်ကိုလှုပ်ဖို့အတွက်အသုံးချတယ်ဆိုရင်မဖြစ်တင်ဘူးပေါ့ဒါပေမဲ့အဲ့လိုမျိုးဝစီဒူစရိုင်းလွန်ကျူးနေတာကိုအပြစ်တစ်ခုရဲ့လို့မမြင်ဘူးအဲ့ဒါမောဟပဲလောကကြီးကကန်းနေတယ်ဆိုတာဘုရားပြောတာနော်အဲ့လိုမျိုးဆဲဆိုနေတာတွေဟာအပြစ်ရှိတယ်ဆိုတာကိုမသိကြအောင်အဲ့ဒါအန်ဒီပူတော့အရင်လောကလောကကြီးကကန်းတယ်ဒါအခြေခံဖြစ်တဲ့ ဒီလိုဆိုရင်ကုသိုလ်ဒီလိုဆိုရင်အကုသိုလ်ဆိုတဲ့အရှိခံအချက်ကိုတော့မသိကြဘူးအလောက်ထိကန်းကြတယ်လောကကြီးကနောက်တစ်ခါအကြောင်းအကျိုးဆက်နွယ်မှုလောကမှာအရာအလုံးဟာအကြောင်းနဲ့အကျိုးနဲ့ဆက်စပ်ပြီးဖြစ်နေတဲ့တရားတွေအကြောင်းကင်းပြီးတော့ဖြစ်တဲ့တရားရဲ့လို့လောကမှာဘာမှမရှိဘူး အခုဥပမာပေါ့နော်တရားနာကြတယ်ចောင်းတိုက်ကိုလာပြီးတော့ကုသိုလ်ကောင်းမှုလုပ်ခြင်းနဲ့စိတ်ကလေးပေါ်တဲ့အတွက်ကြောင့်ចောင်းတိုက်ကိုရောက်လာတာအဲ့တော့ကုသိုလ်ကောင်းမှုပြုလုပ်ခြင်းတဲ့စိတ်အဲ့ဒါအចောင်းတရားအဲ့ဒီစိတ်ကြောင့်ဒီကိုရောက်လာတယ်ဒါအကျိုးတရားတခါအခုဘုန်းကြီးရှေ့မှာရောက်ပြီးတော့တရားတွေနာတယ် ဲ့တော့ဘုန်းကြီးရဲ့နှုတ်ကတရားစကားအတန်ဒီထွက်လာတယ်။တက္ကရာကမတို့ရဲ့နားမှာအတန်ဒီလာပြီးရိုက်ခတ်တယ်။အဲ့ဒီမှာဒီအတန်ကိုတည်တဲ့စိတ်တရားအဓိပ္ပာယ်ကိုနားလဲတဲ့စိတ် စိတ်ပေါ်လာတယ်။အဲ့တော့အတန်တို့နားတို့ကအကြောင်းတရားအဒီအတန်စကားအဓိပ္ပာယ်ကိုတိနားလဲတဲ့စိတ်ကအကျိုးတရားဒီအတန်သာမရှိရင်ဒီနားသာမရှိရင နာတရားကိုနားလဲတဲ့စိတ်ဆိုတာပေါ်လာမှာမဟုတ်ဘူးနားပင်းနေတဲ့သူတွေဘလောက်ပဲတရားဟောတရားဟောနားမကြတော့အတန်ကိုတည်တဲ့စိတ်သူ့မှာမဖြစ်တော့ဘူးလေအဲ့တော့နားတို့အတန်တို့ကအကြောင်းတရားဒိဗ္ဗံကိုတည်တဲ့စိတ်ကအကျိုးတရားဒါနမူနာလေးသိအောင်ပြောပြတာတော့လောကမှာအလုံးဟာအကြောင်းနဲ့အကျိုးနဲ့ဆက်ဆက်ပြီးတော့ဖြစ်နေတဲ့တရားတွေကြီးပဲ။ သူ့အလိုလိုဖြစ်နေတဲ့တရားမဟုတ်ဘူးတူတယောက်ကဖန်ဆင်းထားတာမျိုးမဟုတ်ဘူးအကြောင်းနဲ့အကျိုးနဲ့ဖြစ်နေတာဒါပေမဲ့တတ္တဝါတွေကမမြင်ကြဘူးအကြောင်းနဲ့အကျိုးနဲ့ဖြစ်နေတာကိုမမြင်ဘူးလောကကြီးကကန်းနေတယ်။နောက်တစ်ခါဘယ်အရာမှမမြင်ဘူး။တက်ရှိပဲဖြစ်ဖြစ်တက်အမှတ်ပဲဖြစ်ဖြစ်ဖြစ်လာပြီးရင် ပေါ်လာပြီးရင်ပျောက်သွားမယ်ပြတ်သွားမယ်ပြောင်းသွားမယ်မပြတ်မစည်းမပြောင်းမလဲပဲနဲ့မပြောင်းမကွဲပဲနဲ့အမြဲတည်တက်နေတဲ့အရာရဲ့လို့ဘာမှမရှိဘူးရုပ်နဲ့သင်္ခါရတရားအလုံးကအသက်ရှင်ဖြစ်ဖြစ်တတ်မှတ်ဖြစ်ဖြစ်ပေါ်မယ်ပျောက်မယ်ဖြစ်မယ်ပြတ်မယ်ဒါမဲ့တတ္တဝါတွေကမမြင်ဘူးနော်မမြင်ဘူး အရာရာကိုမြဲတယ်လို့ထင်နေတယ်အမြဲရှိတယ်လို့ထင်နေတယ်အဲ့လိုထင်တဲ့အတွက်ကြောင့်ဘာဖြစ်တယ်လဲဆိုတော့မာမာနာတွေဖြစ်တယ်တတဝါတွေမာနာဘာလို့ဖြစ်တယ်လဲဆိုမြည်တော့မြဲတယ်လို့ထင်လို့မန်ဖြစ်တာတချို့ကကျမ်းမာရေးကိုအကြောင်းပြုပြီးတော့မန်တက်တယ်ငါကျမ်းမာတယ်ငါတို့မိသားစုထဲမှာငါအကျမ်းမာဆုံးငါတို့အတိုင်းဝိုင်းမှာငါအတန်မာဆုံးဘယ်တော့မှမအိုတော့မယ့်အတိုင်းပဲဘယ်တော့မှမသေးတော့မယ့်အတိုင်းပဲ ဘယ်တော့မှမနာတော့မဲ့အတိုင်းပဲမန်နေတက်နေတာနော်ကျမ်းမာရေးကောင်းတာကိုအကြောင်းပြပြီးမန်တက်တယ်တချို့ကလည်းရုပ်ရည်လှပတာကိုအကြောင်းပြပြီးမန်တက်တယ်ငါလှတယ်ငါလျှောတယ်ဆိုပြီးတော့မန်တက်တယ်ဒီနုပြုံမှုတွေလျှောမောလှပမှုတွေဆိုတာလည်းမြဲမှာမမြဲပဲသပင်းလေးဖြူလာမယ်၊သွားလေးကျိုးလာမယ်၊အရေးလေးတော့လာမယ်။နောက်တေသွားမှာပဲလေ။ အဲ့တော့မမြင်မမြဲဘူးအလုံးဟာပြည့်စည်သွားမှာပဲလို့နှလုံးသွင်းတဲ့ပုံကဟာမာမာနာတွေအတော်လေးချော့ချသွားတယ်ဘယ်တော့မှမပြတ်မစည်းတော့ဘူးလို့စိတ်ထဲမှာစွန့်နေခဲ့ရင်မန်လေးဟာအတော်တက်လာတယ်ဒါကြောင့်မန်တက်နေတဲ့သူတွေဟာမြဲတယ်လို့စုပ်ကင်ထားလို့မန်တက်နေကြချင်းဖြစ်တယ်ဒါကြောင့် ဘယ်အရာပဲဖြစ်ဖြစ်မမြဲဘူးအားလုံးကပျောက်သွားမှာပဲပြတ်သွားမှာပဲကွယ်သွားမှာပဲပြောင်းလဲသွားမှာပဲဆိုတာကိုညံ့ညကြီးနှလုံးသွင်းပေးရတယ်အေးတတ္တဝါတွေကအမှန်ကိုမမြင်ဘူးမမြဲတာကိုမြဲတယ်လို့ထင်နေတာဒါကြောင့်အန်ဒီဘူတော့အရန်လောကောဒီလောကကြီးကအကန်းနေတယ်နောက်တစ်ခါအဲ့လိုဖြစ်ပြီးတော့ပျောက်သွားတဲ့တရား ပြတ်သွားတဲ့တရား၊ကွယ်သွားတဲ့တရားတွေကဘလို့လို့ကောင်းပါလဲ။ပေါ်ပြီးပြောက်ဖြစ်ပြီးပြက်အလုံးကပေါ်ပြောက်ဖြစ်ပြက်တနည်းကြံအကုန်ဆုံးဆုံးသွားရမှာကြည့်ပဲ။တချင်ဖြစ်ဖြစ်တတ်မဲ့ဖြစ်ဖြစ်အလုံးကထားခဲ့ရမယ်၊စုံခဲ့ရမယ်။အဲ့ဒါတွေဘလို့လို့ကောင်းပါတော့။အမြဲတမ်းသာဝရနုပြိုနေရင်တော့တမျိုးပေါ့။အမြဲတမ်းဒီစည်းစိမ်ဥစ္စာတွေကိုပိုင်တိုင်ထားရင်တော့တမျိုးပေါ့။အမြဲတမ်းဘယ်အရာမှမပိုင်ဘူး။ ဲ့တော့မကောင်းဘူးပေါ့နော်ဆောမောလဘမှုတွေဟာလည်းပျက်စီးသွားမှာပဲပိုင်ဆိုင်မှုတွေအားလုံးကလည်းဆွန့်လွတ်ခဲ့ရမှာပဲဆိုတော့မကောင်းဘူးပေါ့ပါဠိလိုပြောတော့ဒုက္ခလို့ခေါ်တယ်မကောင်းဘူးဒါပေမဲ့တတဝါတွေကမမြင်ဘူးဒုက္ခလို့မမြင်ဘူးဒုက္ခအကောင်းတယ်လို့မြင်နေတယ်ဒီခန္ဓာကိုယ်ကဒုက္ခအစုပုံကြီးပဲလေဒီခန္ဓာကိုယ်ရှိလို့ ။ပူခြင်းတရားတွေကိုကြုံရတယ်။နာခြင်းတရားတွေကိုကြုံရတယ်။သိခြင်းတရားတွေကိုကြုံရတယ်။ဒီခန္ဓာသာမရှိရင်အိုစရာလည်းမရှိတော့ဘူး၊နာစရာလည်းမရှိတော့ဘူး၊သိစရာလည်းမရှိတော့ဘူး။သိစရာခန္ဓာရှိလို့သိတာ။သိစရာခန္ဓာမရှိရင်မသိတော့ဘူး။โอเสียขันธ์ရှိလို့โอราโอเสียขันธ์ไม่ใช่ไม่โอတော့ဘူးเนาะဒါဒုက္ခပဲဘုရားတို့မဟုတ်ကြတော့ဘုရားကြီးစကားနဲ့ပြောမယ်ဆိုရင်ဒုက္ခ အပင်ကြီးကလေဒုက္ခအတိတွေတီးတယ်ဆရာတို့ဤသုံးတဲ့စကားအခုလည်းဒီခန္ဓာ၅ပါးဒုက္ခအပင်ကြီးဒုက္ခအတိတွေတီးတယ်မမြင်ချင်တာတွေကိုမြင်ရတော့စိတ်ဆင်းရဲတယ်မကြားချင်တာတွေကြားရစိတ်ဆင်းရဲတယ်ဖြစ်ချင်တာတွေမဖြစ်စိတ်ဆင်းရဲတယ်မဖြစ်ချင်တာတွေဖြစ်လာတယ်စိတ်ဆင်းရဲတယ်ကိုဖြစ်ချင်တာကတခုဖြစ်လာတာကတခု မခြင်းမနှက်တွေဖြစ်စိတ်တွေစင်းရဲစိတ်တိုင်းမကြတွေဖြစ်အလိုမကြတွေဖြစ်အားလုံးအရင်ဆက်လိုက်တဲ့အခါကျတော့ဟောဒီခန္ဓာပဲမျက်လုံးကြည့်တော့မြင်ရမှာပဲရှောင်လို့မရဘူးအာဒီလူကြီးငါမမြင်ချင်ပါဘူးဆိုလို့မရဘူးမျက်လုံးပါနေတာမြင်ရမှာပဲအာဒီတန်ငါမကြားချင်ပါဘူးဆိုလည်းမရဘူးနားပါနေတယ်ကြားရမှာပဲအာဒီလိုအဖြစ်ဆိုကြီးတွေငါမကြုံချင်ပါဘူးဆိုလို့မရဘူးဒီခန္ဓာရှိရင်ကြုံရမှာပဲလေ အကြောင်းဒုက္ခအပင်ကြီးကဒုက္ခအသီးတွေသီးတာပဲပေါ့ဒုက္ခအသီးကိုမလို့ချင်းဒုက္ခအပင်ကိုမဆိုင်နဲ့လေမိမိကဒီခန္ဓာကိုရအောင်လှုပ်ခဲမိကြပြီပဲဒီခန္ဓာကိုရအောင်လှုပ်ခဲပြီဆိုတော့ဒုက္ခအပင်ကြီးကိုစိုက်မိတာနဲ့အတူတူပဲအဲ့တော့ဒုက္ခအသီးတွေသီးမှာပဲခါးစည်းပြီးတော့လာခံရမှာအကြောင်းလောကမှာဘဝခန္ဓာနဲ့ဆက်ဆက်ပြီးရလာမဲ့ဒုက္ခတွေကို ဘလို့ကြော်လွားမလဲဆိုတာကိုမြတ်စွာဘုရားကသင်ကြားပေးနေတာဖြစ်တယ်။ဘုရားရဲ့တရားတော်တွေကတတ္တဝါတွေဆင်းရဲဒုက္ခတွေကလွတ်မြောက်ဖို့အတွက်ကိုလမ်းညွန်ပေးနေတာ။ကြုံလာတဲ့လောကဒဏ်တရားတွေကိုဘလို့ဖြတ်ကျော်မလဲဆိုတာကိုဘုရားသင်ကြားပေးနေတယ်။ဒါကြောင့်ဦးဇင်းတို့မြတ်စွာဘုရားကိုကိုးကွယ်ရတာဖြစ်တယ်။ဒီကောင်းပြီအဲ့ဒါတော့အဲ့ဒါကြောင့် လောကကြီးကကန်းနေတဲ့အတွက်ကြောင့်ဒုက္ခအပုံကြီးကိုဒုက္ခပုံကြီးလို့ထင်နေတယ်ဒုက္ခခန္ဓာကြီးကိုဒုက္ခခန္ဓာကြီးလို့ထင်နေတယ်ဒုက္ခခန္ဓာထင်လို့နောက်ထပ်နောက်ထပ်လည်းဒီလိုဘဝဒီလိုခန္ဓာတွေရအောင်ကြိုးစားနေကြတာပဲလိုချင်နေကြတာပဲလေနောက်ဘဝဒီမိသားစုနဲ့ပြန်ဆောင်ရပါလို့ဤဘယ်နိုင်ငံမှာလူဖြစ်ရပါလို့ဤစသည်ဖြင့်ဆူတောင်းနေကြတယ်ဆိုတာ ဒုက္ခလို့မမြင်လို့ဘယ်မောဒီခန္ဓာကြီးကိုဒုက္ခလို့မမြင်တဲ့၍နောက်ထပ်နောက်ထပ်လိုချင်နေဦးမှာပဲလိုချင်နေတဲ့၍နောက်ထပ်ရအောင် လုပ်ကြအောင်မှာပဲရအောင် လုပ်တဲ့အတွက်ကြောင့်ရကြအောင်မှာပဲရကြရင်လည်းဒုက္ခတွေခံကြအောင်မှာပဲတတ္တဝါတွေဘာကြောင့်တန်ត្រာကမလွတ်တယ်လို့မေ့ရင်ဒုက္ခလို့မမြင်သေးလို့ပါဒါဒီဘဝနဲ့ဒီခန္ဓာတွေကိုဒုက္ခလို့မမြင်တဲ့၍နောက်ထပ်နောက်ထပ်ရအောင်ရအောင်ရအောင်လုပ်ကြအောင်မှာပဲ လုံနေသေးရလဲရနေအောင်ပါပဲရနေသေးရလဲခံရအောင်ပါပဲဒါကြောင့်တတဝါတွေကကန်းနေကန်းနေတယ်မြတ်စွာဘုရားကပြောတယ်အန်တီဘူတော့အရန်လောက်ကောလောကကြီးကကန်းနေတယ်အင်းဘုရားအစရှိတဲ့သူတော်ကောင်းကြီးတွေကတော့ဒီဘဝခန္ဓာတွေဟာဒုက္ခအတုံးကြီးပဲဒုက္ခအပုံကြီးပဲဒုက္ခသစ်ပင်ကြီးပဲဆိုတာကိုကောင်းကောင်းကြီးမြင်တော်မူကြတဲ့အတွက်ကြောင့်နောက်ထပ်ဘဝခန္ဓာတွေရအောင်မလုပ်ကြတော့ဘူး ဒါကြောင့်ဘုရားယဟန္တာနေမှာနောက်ဘဝဆိုတာမရှိတော့ဘူးပုဒုဇဉ်ပုံကိုယ်တွေကကြတော့မမြင်သေးဘူးမမြင်သေးတော့ရအောင်လုပ်ကြတယ်နော်အေးကောင်းပြီအဲ့ဒါကြောင့်တတ္တဝါတွေကကန်းနေတယ်ဒုက္ခကြီးကိုဒုက္ခလို့မမြင်ဘူးဒုက္ခလို့ပဲထင်နေတယ်ကဲနောက်တစ်ခုတတ္တဝါတွေရဲ့ခန္ဓာကယုတ်သဘောနံသဘောတွေနဲ့ဖွဲ့စည်းထားတယ် ဒါပေမဲ့အဲ့ဒီရုပ်သဘောနံသဘောကိုအမြဲတည်ရှိနေတဲ့ဝိညာဉ်ကောင်လိပ်ပြာကောင်အသက်ကောင်လို့အယူမှားကြတယ်ဒိဋ္ဌိအယူမှားကြတယ်ဒိဋ္ဌိဒီဝိညာဉ်ကောင်မဟုတ်ဘူးလိပ်ပြာကောင်မဟုတ်ဘူးတကယ်တော့ရုပ်သဘောလေးတွေအကြောင်းကြောင်းပေါ်လာတယ်ပျောက်သွားတယ်စိတ်သဘောစိတ်တသိက်သဘောလေးတွေအကြောင်းကြောင်းပေါ်လာတယ်ပျောက်သွားတယ် ပေါ်ပြီးပြောင်းပေါ်ပြီးပြောင်းဖြစ်ပြီးပြန်ဖြစ်ပြီးပြန်နေတရားတွေဖြစ်တယ်။ဒါပေမဲ့ဝိပဿနာဉာဏ်မရှိတဲ့အခါမှာမမြင်ဘူး။မနေ့ကလည်းဒီရုပ်ဒီနေ့လည်းဒီရုပ်မနေ့ကလည်းဒီစိတ်ဒီနေ့လည်းဒီစိတ်တစ်စိတ်ထဲတစ်ရုပ်ထဲလို့ထင်နေတယ်။မပြတ်မစည်းတဲ့ရုပ်မပြတ်မစည်းတဲ့နာမ်အဲ့ဒါကိုတတ္တဝါတွေကဝိညာဉ်ကောင်လက်ပြကောင်ကျလို့ယူဆကြတာပဲ။တကယ်တော့ရုပ်တွေနာမ်တွေကမပြတ်မစည်းတာမဟုတ်ဘူး။ စက္ကန့်တိုင်းစက္ကန့်တိုင်းမှာရေတွက်လို့မနိုင်လောက်အောင်ကိုဖြစ်ပြီးပြက်ဖြစ်ပြီးပြက်နေတယ်။အဲ့ဆိုတပည့်တော်တို့ဘာလို့မမြင်သလဲဖျားလို့မေးနေ။ဝိပဿနာဉာဏ်မရှိလို့ယုံ nant တရားတွေကအလွန်မြန်ဆန်လွန်အားကြီးနေတယ်။ဖြစ်ပြီးပြက်သွားတယ်။ပြီးနောက်ထပ်အစ်တတစ်ခုချက်ချင်းအစားထိုးလိုက်တယ်။အခုပျောက်တာနဲ့အခုချက်ချင်းအစားထိုးတယ်။အဲ့တော့ပျောက်သွားတာကိုမမြင်လိုက်ရအောင် စားထိုးတာမြန်လို့ဥပမာပြောမယ်ဆိုရင်ဥပမာလျက်စီမီးကြီးလိုက်လေလျက်စီမီးကိုဖွင့်လိုက်တယ်ခလုတ်ကလေးနှိပ်ဖွင့်လိုက်တယ်မီးလင်းလာတယ်တဏှာကြီးလောက်ထုံးထားတဲ့မီးကိုကြီးလိုက်တော့မီးဒီဇက်တိုက်လင်းနေတယ်လို့ထင်တယ်တကယ်တော့မီးစွမ်းအာ energy တွေကကုန်ဆုံးနေတယ်ရှေးကအလင်းနေ ျောက်သွားတယ်နောက်ကအလင်းတွေအစားထိုးတယ်ရှေ့ကအလင်းတွေပျောက်သွားတယ်နောက်ကအလင်းတွေအစားထိုးတယ်အဲ့တော့အလင်းတွေကဇက်တိုက်ဇက်တိုက်အစားထိုးနေတော့ဒီမီးဒီတခုတည်းလို့ထင်သွားတယ်မီးကတခုတည်းလို့ထင်သွားတယ်မဟုတ်ဘူးမီးတွေဟာအလင်းရောင်တွေဟာရှေ့ကပြတ်နောက်ကအစားထိုးရှေ့ကပြတ်နောက်ကအစားထိုးချက်ချင်းအစားထိုးတော့တဏှာကြီးလုံးလုံးမီးတခုတည်းလို့ထင်နေတာဖျောင်းနိုင်မီးဆိုရင်ပိုတော့ထင်ရှားသေးတယ် စီမီခွက်တို့ဖျောက်နိုင်ပြီလို့ဆိုသိတာလေစီမီဖျောက်နိုင်မင်းညိလိုက်လို့ရှင်မိတောက်ကလေးတောက်အောင်လေတကယ်လို့မိတောက်ဒီတစ်ခုတည်းမဟုတ်ဘူးမိစာတွေလောင်ကျွမ်းနေတယ်စီတွေလောင်ကျွမ်းနေတယ်မိတွေတော့ချက်အစားထိုးနေတာလေအေးအစားထိုးစရာလောင်စာမရှိတော့ဘူးဆိုရင်အဲ့မိငိမ့်သွားတာပဲနော်အစားထိုးစရာမရှိရင်ချက်ချင်းရက်သွားတာပဲအခုတက္ကရာကမတို့ရဲ့ရုပ်ခန္ဓာလဲအဲ့တိုင်းပဲ ။ထောင်းချောင်းအစားထိုးနေတဲ့အတွက်ကြောင့်ဒီရုပ်တွေပြက်စီးသွားတာကိုမမြင်ဘူး။မနေ့ကလည်းဒီခန္ဓာပါပဲ။ဒီနေ့လည်းဒီခန္ဓာပါပဲ။ဒီလိုထင်းနေတာမဟုတ်ဘူး။မနေ့ကခန္ဓာကြီးကဒီနေ့ခန္ဓာမဟုတ်တော့ဘူး။မနေ့ကခန္ဓာမရှိတော့ဘူး။အားရှိပါတယ်ရှင်များလို့ပြောရင်ဝိပဿနာဉာဏ်မရှိလို့အလွန်ပြတ်တာဉာဏ်ဆန်လုံးအကြည့်လဲဉာဏ်ဆန်လုံးအကြည့်တဲ့အတွက်ကြောင့်မမြင်လိုက်ရဘူး နောက်တဲ့ထဲချတဲ့ဥမာတစ်ခုထပ်ပြောရရင်ဦးဇနုတတင်းကျွတ်တို့တစောင်းတိုင်းတို့မှာမိချုံမိပန်းနေနဲ့စောက်ကစားကြတယ်။ကလေးဘွားတို့ကမိပန်းကလေးလက်ကကင်ပြီးတော့ဝှေ့ရမ်းလိုက်တယ်။မိချောင်းကလေးတစ်ချောင်းနဲ့လက်ထဲမှာကင်ထားတယ်။မိချောင်းကလေးကတစ်ချောင်းတည်းပဲ။လက်ကအားကုန်လွှဲပြီးတော့ဝှေ့ရမ်းလိုက်တဲ့အခါမှာအဝေးကကြည့်လိုက်လို့ရှိရင်မိဆက်ဝိုင်းပုံတံပေါ်လာတယ်။နော် အာကုန်ဝှေ့လိုက်တဲ့အခါမှာရမ်းလိုက်တဲ့အခါမှာမီးစက်ဝိုင်းပုံစံဖြစ်သွားတယ်တကယ်တော့မီးကအဝိုင်းမဟုတ်ဘူးတချောင်းနဲ့ပဲအာကုန်လွှဲလိုက်တဲ့အတွက်ကြောင့်အလုံးမြန်ဆန်ဆဲအနှုံးနဲ့လဲပတ်ပြီးတော့မီးစက်ဝိုင်းပုံစံပေါ်သွားတယ်မြန်ဆန်လုံးအကြည့်လို့ချက်ချင်းအစားထိုးတာကိုတခုတည်းလို့ထင်သွားမီးအဝိုင်းထင်သွားတယ်တကယ်တော့မီးချောင်းလေးကတချောင်းနဲ့ပဲအဲအဲ့ဒီတိုင်းပဲပေါ့နော် ဒီရုပ်တွေနာမ်တွေဟာအခုဖြစ်ပြီးအခုပြတ်တာပဲအခုဖြစ်ပြီးအခုပြတ်တာပဲဒါပေမဲ့မြန်လုံးအားကြီးတော့မမြင်ကြဘူးတတ္တဝါလေးကကန်းနေကြတာလीမမြင်ကြအောင်အဲ့တော့မမြင်တော့ဘာဖြစ်တယ်လဲဆိုတော့ရုပ်တို့နာမ်တို့ဒီဖြစ်ပြတ်တယ်လို့မမြင်ပဲနဲ့ဝိညာဉ်ကောင်လက်ပြာကောင်အသက်ကောင်လို့သူထင်သွားကြတယ်လူတင်လို့ချင်းဝိညာဉ်ကောင်ကထွက်သွားတယ်လို့ထင်ကြတယ် လက်ပြကောင်ကထွက်သွားတယ်လို့ထင်ကြတယ်။ရုပ်ရှင်တွေရိုက်တဲ့အခါလဲလူတွေတဲ့အခါမှာဒီခန္ဓာကိုယ်ကနေဝိညာဉ်ကောင်ထွက်သွားတဲ့ပုံတွေရိုက်ကူးကြတယ်။အဲ့ဒါဒိဋ္ဌိပဲ။အမှန်မမြင်ကြတာပေါ့နော်။တကယ်တော့ခန္ဓာကိုယ်မှာဘာဝိညာဉ်ကောင်မှမရှိဘူး။ဘာလက်ပြကောင်မှမရှိဘူး။ဘာအသက်ကောင်မှမရှိဘူး။သိတယ်ဆိုတာနောက်ထပ်ရုပ်အသစ်နာမ်အသစ်တွေအစားမထိုးပဲနဲ့နောက်ဘဝတစ်ခုမှာတွားဖြစ်တာကိုပြောတာ။ ဒီဘဝဒီခန္ဓာမှာရုပ်အသစ်နာမ်အသစ်တွေအစားမထိုးတော့ဘူးစောစောကပြောခဲ့တယ်ရုပ်တွေနာမ်တွေကတောက်ချောက်တောက်ချောက်အသစ်တွေအသစ်တွေအစားထိုးနေတော့ပျက်စီးလို့ပျက်စီးမှမသိလိုက်ကြဘူးအကင်းအစားထိုးစရာမရှိတော့ဘူးဆိုရင်တော့ရက်သွားမှာပဲမီးစာလောင်စာကုန်သွားရင်မီးရက်သွားတယ်လို့ပဲနော်အေးအဲ့ဒါတွေဟာမြတ်စွာဘုရားပွင့်ပေါ်လာတဲ့အခါကျမှပြီးခွင့်ရမြည်ခွင့်ရတာလေ မြတ်စွာဘုရားမပွင့်လို့ရှင်တတဝါတွေကအကုန်ကန်းနေတာဝိပဿနာဉာဏ်မရှိကြဘူးလေဝိပဿနာဉာဏ်မရှိတော့မြဲတယ်လို့ထင်တယ်ချမ်းသာကောင်းစားတယ်လို့ထင်တယ်နောက်ဝိညာဉ်ကောင်လိပ်ပြာကောင်အသက်ကောင်လို့ထင်တယ်ဘုရားပွင့်လာတဲ့အခါမှာဘယ်ရမ်းမမြဲပါလားအာလောကဆင်းရဲကြီးပဲဝိညာဉ်ကောင်လိပ်ပြာကောင်အသက်ကောင်ဆိုတာမရှိဘူးဖန်ဆင်းရှင်ဆိုတာမရှိဘူး အကြောင်းနဲ့အကျိုးနဲ့ဆက်ဆက်ဖြစ်နေတဲ့တရားတွေဆိုတာကိုသိခွင့်ရသွားတယ်။အဲ့တော့မြတ်စွာဘုရားပွင့်ပေါ်လာတယ်ဆိုတာဒီကမ်းနေတဲ့လောကကြီးကိုနော်အလင်းလာပြတာ။ဉာဏ်အလင်းနော်မြတ်စွာဘုရားပြပေးတာ။အေးဒါကြောင့်မြတ်စွာဘုရားကအန်တီဘူတော်အရင်လောကလောကကြီးကကမ်းနေတယ်။တဏှုကိဋ္ဌဝိပတ္တိတဲ့ဟောဒီလောကကြီးမှာ အမှန်ကိုမြင်တဲ့တတဝါနည်းနည်းလေးပဲရှိတယ်တဲ့နည်းနည်းလေးပဲရှိတယ်နော်အခုဘုရားပွင့်လာပြီမြတ်စွာဘုရားပြိဋိဘံဆံသွားပြီမြဲဘုရားဟောခဲ့တဲ့တရားတွေရှိတယ်အဲ့ဒီတရားတွေကိုသိပြီးတော့လိုက်နာကျင့်သုံးတဲ့ပုဂ္ဂိုလ်ကဘာပေါ်မှာဘယ်နည်းဦးရှိလို့လဲအလုံးနဲပါတယ်နော်ကဘာလူဦးရေအရင်တော့နဲ့ကြည့်လိုက်မယ်ဆိုရင်ဘုရားရဲ့တရားတော်ကိုလေ့လာသူအလုံးနဲပါတယ် အဲလိလာသူ့ထဲမှာမှတခါထပ်ပြီးတော့ကြင့်ကြံအထုတ်သူပူနေပါတယ်ကြင့်ကြံအထုတ်လို့တရားတို့တရားမြတ်ရတော့တဲ့ပုဂ္ဂိုလ်ကပူတော့နေပါသေးတယ်နော်ပူတော့နေပါသေးတယ်ကမ္ဘာလူဦးရေနဲ့ချာစာကြည့်မယ်ဆိုရင်တော်တော်နေတယ်ဒါကြောင့်မြတ်စွာဘုရားကတဏှုကတ္တဝိပတ္တိအမှန်မြင်တဲ့တတဝါကအတော်နေတယ်ဘုရားကဥပမာလေးနဲ့ပြောတယ်တကုနောဇာလမုတ်တော်ဝါ ငှက်မှုတ်ဆိုးတွေဟာငှက်တွေကိုဖမ်းတဲ့အခါမှာပိုက်ကုန်နဲ့ဖမ်းတယ်လေကွင်းတို့ဘာတို့မှာပိုက်ကုန်ထောင်ထားအစာတွေကျွေးထားငှက်တွေကအစာလာစားတဲ့အခါမှာပိုက်ကုန်ကိုဆွဲလိုက်တော့အကုန်မိတာပဲအဲ့တော့အဲ့ဒီပိုက်ကုန်ကနေလွတ်သွားတဲ့ငှက်ကနည်းနည်းလေးပဲတကောင်စားနှကောင်စားအဲ့လောက်ပဲလွတ်တာအကုန်တော်တော်များများကမိတာပဲအဲ့တော့ငှက်မှုတ်ဆိုးရဲ့ပိုက်ကွန်ကလွတ်သွားတဲ့ ့ငှက်ခါနည်းနည်းလေးပဲရှိတယ်အဲ့ဒီတိုင်းပဲအပေါ်တက်ကာယကစ္စတိအမှန်ကိုမြင်ပြီးတော့မကောင်းမှုတွေကိုချောင်ချာကောင်းမှုကုသိုလ်တွေပြုလုပ်ပြီးကောင်းရာသူကတိရောက်တဲ့ပုဂ္ဂိုလ်ကနည်းနည်းလေးလူပြည်နတ်ပြည်ကိုရောက်တဲ့တတ္တဝါတွေနည်းနည်းလေးနိဗ္ဗာန်ကိုရောက်တဲ့တတ္တဝါနည်းနည်းလေးပဲတော့လောကကြီးကကန်းနေတယ်အဲ့တော့မြတ်စွာဘုရားကအကန်းလောကကြီးကိုအလင်းလာပြပေးတာ အဲ့တော့ယနေ့ဦးဇင်းတို့တက္ကရာကမများဖရာသာသနာနဲ့ကြုံကြိုက်ခိုက်မှာဒီအကန့်ဘဝကလွမြောက်အောင်ကြိုးစားတဲ့ ਨੇ ဗုဒ္ဓကိုကိုးကွယ်တယ်ကိုးကွယ်တယ်ဆိုတာတစုံတစ်ခုမာစားဖို့အတွက်ကိုးကွယ်တာမဟုတ်ဘူးမြတ်စွာဘုရားရဲ့အဆုံးအမကိုနှစ်သက်လို့သဘောကျတော့ကိုးကွယ်ကြတာဖြစ်တယ်အဲ့တော့မြတ်စွာဘုရားရဲ့အဆုံးအမကိုလိုက်နာကျင့်သုံးမှကိုးကွယ်ရာကျိုးနဲ့ကြမယ်လိုက်နာကျင့်သုံးမှုမရှိရင်တော့ကိုးကွယ်ရာကျိုးနဲ့မှာမဟုတ်ဘူး ။အဲကြောင့်ဖရာသာသနာနဲ့ကြုံခိုက်တို့တွေဒီအကန်းဘဝကလွတ်မြောက်အောင်ကြိုးစားသင့်တယ်လို့ခံယူဆောက်တည်ကြပြီးတော့မြတ်စွာဘုရားရဲ့အဆုံးအမတော်အတိုင်းလိုက်နာကျင့်သုံးပြီးလောကအကျိုးသာသနာအကျိုးကိုတည်ပိုးနိုင်တဲ့အမျိုးကောင်းသားအမျိုးကောင်းသမီးများဖြစ်အောင်ကိုယ်စီကိုယ်စီကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်း။အာမင်